မင်္ဂလာပါဒီနေ့အချက်လက်တရနဲ့အာဘောလုံးအပြောင်းအရွှေ့တတိယတပုတ်ကိုကြည့်ကြရအောင်ပါ Jaden Sancho ကိစ္စပေါ့ဟုတ်ကဲ့ Jaden Sancho ရဲ့အနာဂတ်အထူးသဖြင့် Chelsea နဲ့ပတ်သက်ပြီးဘာတွေဖြစ်တော့လဲဆိုတာစိတ်ဝင်စားစေရပါဟုတ်တယ် Chelsea ကသူ့ကိုအပိတ်ခေါ်ယူခွင့်ကိုဘာလို့လက်လွတ်လိုက်တာလဲဆိုတာကိုတတိယရဲ့မြေတီကဘလို့ဖော်ပြထားလဲကြည့်ကြည့်အောင်อืม ဒီအချက်လက်တွေရဆိုရင်တော့ Chelsea ရဲ့ဆုံးဖြတ်ချက်နော် Sancho ရဲ့အခြေအနေပြီးတော့ဟို Manchester United ဘာဆက်လို့မလဲဆိုတာကိုဆွေးနွေးလို့ရမှာပါဟုတ်ပြီအဲ့ဒီမှာလေတော်တော်လေးအမ်ကျွန်တော်တို့ထူးခြားတယ်လို့ထင်တာတခုက Chelsea က Sancho ကိုပေါင်25တန်းနဲ့အပိတ်ဝယ်ခွင့်ရှိရတဲ့အဟုတ်ကဲ့အဲ့ဒီခွင့်ရကိုမယူဘဲ Man U ကိုပေါင်5တန်းတန်ကြီးပေးဖို့သဘောတူလိုက်တယ်ဆိုတာပဲ อืมဒါကတိတော့မတွေ့ရတတ်ဘူးเนาะကစားသမားကိုမခေါ်ခြင်းလို့ပိတ်ဆံပေးရတယ်ဆိုတာမျိုးကဟုတ်တယ်မလားဘာကြောင့်အဲဘာကြောင့်လို့ဖြစ်သွားရတာလဲတူချင်းသဘောတူညီချက်တွေပေါ့လေ personal terms လို့ခေါ်တယ်အော် personal terms ဟုတ်ကဲ့အထူးသဖြင့် Lazaro စာချုပ်အသေးစိတ်တို့မှာအဆင်မပြေခဲ့လို့ဆိုပြီးတော့ပြောကြပါတယ် Lazaro ဘလောင်းများလို့လဲသူရဲ့မညူမှာရာနေတဲ့ Lazaro ကတပတ်ကိုပေါင်၃သိန်းနီးပါးလောက်ရှိတယ်လို့ဆိုရယ်ဆိုတော့အရာက Chelsea တတော်တော်လေးအင်းကြီးမားတဲ့အတားအဆီးဖြစ်သွားပုံရရယ်ဟုတ်မှာပဲဒါပေမဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကိုကြည့်ရော Chelsea မှာငားနဲ့ကစားခဲ့တော့ကအင်းငားကိုတွင်းတယ် Go Fundy မှုဆယ်ဂျင်းဆိုတော့မဆိုးပါဘူးဟုတ်ကဲ့မှန်ပါတယ် Conference League Final အနိုင်ရောက်အောင်လည်းသူကူညီပေးနိုင်ခဲ့တာပဲอืมအဲ့ဒီတော့ဒီစွမ်းဆောင်ရည်ကဒီလဆာနဲ့မတန်ဘူးလို့ Chelsea ကတုံ့တက်လိုက်တာလားဘလို့မြင်လဲစွမ်းဆောင်ရည်ပိုင်းကတော့အားရစရာပါဒါပေမဲ့တပတ်ပေါင်3သိန်းနီးမှဆိုတဲ့ငွေပမာဏကလည်း Chelsea ရဲ့လက်ရှိလဆာကတ်ထမိုက်ပုံ structure ဘော့ဟုတ်ဟုတ် wage structure อืมပြီးတော့ကစားသမားတစ်ခေါ်ယူတဲ့မိုးဝါရာတွေနဲ့ဆွေတော့ဒါကတော်တော်ကြီးတဲ့စိန်ခေါ်မှုဖြစ်နေနိုင်တယ်။နောက်ပြီးသူ့ရဲ့မာယူနစ်စာချုပ်သက်တမ်းကလည်းတနည်းပဲကြံတော့တယ်လीအဲ့ဒါလည်းပါမှာပေါ့။ဩဟုတ်တာပဲ။စာချုပ်သက်တမ်းကတနည်းပဲကြံတော့တာကိုဒါဆိုရင်မန်ယူကတော့သူ့ကိုရောင်းထုတ်ဖို့ကပထမဦးစားပေးချင်နေမှာပေါ့။อืมအဲ့လိုတော့ဖြစ်မှာပဲ။ဒါပေမဲ့ဒီလစာနုံနဲ့ဆိုရောင်းရဖို့ကခက်အောင်မယ်ထင်တယ်။နောက်ထပ်အငားပဲတွားရမယ်ပုံစံမျိုးဖြစ်နိုင်လေလား။ အတိအကျပဲတရင်နေထဲမှာလည်းအဲ့လိုပဲသုံးသပ်ထားတာတွေ့ရတယ်။ဆန်ဂျိုဒတ်အကောင်းဆုံးကတော့ Ultra 4ကနေအပြူသက်ထွက်သွားနိုင်ဖို့ပဲ။ဒါပေမဲ့ဟုတ်ကဲ့အဲ့ဒီလဆောက်ကအဓိကပြဿနာဖြစ်နေတော့အင်းအဟားဒါကြီးပေါ့ဟုတ်ကဲ့နောက်ထပ်အငါးသက်တန်းတခုလေးဖြစ်နိုင်ခြင်းရှိနေတော့ပဲ။ဥရောပကလပ်ကချို့ရော Premier League ကလပ်တချို့ရောသူ့အေဂျင့်လေးစကားပြောနေကြပြီလို့လည်းကြားတယ်။အဲ့လိုလိုဆန်ချိုကိစ္စကဟိုမရောက်ဒီမရောက်ဖြစ်နေတော့မှာပဲ။ Chelsea ကလည်းရှေ့ဆက်ဖို့တခြားတိုက်စစ်မှုတွေကြီးနေပြီပေါ့။ ဟုတ်ပါတယ်သူတို့လက်အာယုံပြောင်းလိုက်ပြီနာမည်ရီလက်ထွက်နေတယ်နော် Gideon Sto ဟိုကောင်လေး Hugo Akite Benjamin Sasko อืมအဲ့နာမည်တွေကြားနေရတယ် Gideon ဆိုရင် Dortmund ကနေပေါင်တန်းနားစီလောက်တန်တယ်လို့ဆိုပေမဲ့ Dortmund မှာယာဒီနှုတ်ကန်ပွဲထွက်ခွင့်တိမရသေးဘူးလို့လည်းသတင်းထဲမှာပါသေးတယ် Liam Delap နဲ့ Sajo Pien နောက်တယောက်ထပ်ခေါ်မယ်ဆိုတဲ့သဘောမျိုးလားဟုတ်အဲ့လိုမျိုး သတင်းတွေထွက်နေပါတယ်။ Chelsea ကတော့ Sancho အစားတိုက်စစ်ပိုင်းအရာဖြစ်ဖို့ပစ်မစင်းအဆင့်တင်လက်သားပေးတာပုံစံမှာပဲ။ဆိုတော့ဒါကြီးအောင်လုံးကိုစုပြီးချီလိုက်ရင်တော့ um Sancho ရဲ့အနာဂတ်ကတော်တော်လေးမရေမရာဖြစ်နေတော့မယ်လို့ပြောရမှာပဲ။သူ့လက်စားကလည်းမြင့် Man U ကလည်းရောင်းချင် Chelsea ကလည်းအစီအစဉ်ပြောင်းသွားပြီဆိုတော့ဟုတ်ကဲ့လမ်းပြောင်းနေတယ်လို့ဖြစ်နေတာပေါ့ဒီအချိန်နေနေစိတ်ဝင်စားစရာမေခွန်းအခုလဲထွက်လာတယ်လို့မြင်မိတယ်ဟုတ်ဗာမြန်လဲအဲ့တော့ကဘာလဲဆိုတော့ ကလပ်အသင်းကြီးတွေကပိတ်ဆံဘလောက်၃နိုင်တယ်ပြောပြောကစားသမားတယောက်သေးရဲ့လာစာတောင်းဆိုမှုကအသင်းရဲ့အကြောင်းရွှေ့အဆုံးဖြတ်ချက်တွေအပေါ်မှာဘလောက်ထိတက်ရောက်မှုရှိနေတယ်လဲဆိုတာပဲอืมဒီကလပ်ပဲစဉ်းစားစရာပဲ financial fair play တော့ဘာလို့လက်ရှိသေးတာကိုဟုတ်တယ်လေဆိုတော့ဒီစန်းချိုးကိစ္စကလက်ရှိဘောလုံးအပြောင်းရွှေ့အဈေးဝယ်ရဲ့အထက်အကျတွေသူ့ရဲ့သဘောတဘာဝတွေကိုဘလို့များထင်ဟပြနေတယ်လဲဆိုတာကတော့အမ်ဆက်ပြီးဆောင်ကြည့်ရမယ့်အချက်လိုပဲ